ဖို့လမ်းကိုသွားချင်တယ်ဒါပေမဲ့အခုလူတွေရဲ့စိတ်ကပါလဲဆိုတော့ agency 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 ကိုဘလို့ယုံရမလဲဆိုပြီးတော့ပဲလိုက်ရှာနေကြတာတွေများတယ်ကျမပြောပြမယ်ကျမကဒူဘိုင်းမှာ travel center ရှိတယ်ကျမမှာ restaurant လည်းရှိတယ်ဒူဘိုင်းမှာပေါ့နော်ဆိုတော့ကျမတို့ဒီပိုလမက company တွေနဲ့ချိတ်ဆက်ပြီးတဲ့အခါကျတော့အလုပ်သမားတွေပို့တဲ့အခါမှာအဲ့ဒီ process ကိုကျမပြောပြမယ်နော်ငွေပဲချိန်မှာသွင်းရမလဲဆိုတဲ့ process ကိုကျမပြောပြမယ် အလုပ်တစ်ခုမှာ3ဦးရှိတယ်ကျမတို့ကဒူဘိုင်းက agency ပြီးရင်ပိုလန်မှာအလုပ်ရှာတဲ့ agency နောက်တစ်ခုရှိတယ်ပြီးတော့အဲ့ဒီရဲ့အထက်မှာမှာဘယ်သူရှိတာလဲဆိုတော့အလုပ်ခေါ်သူဆိုတဲ့တတိရှိတာစက်ယုံပိုင်ရှင်ပဲထားပါတော့စက်ယုံပိုင်ရှင် company ပိုင်ရှင်ရှိတာဆိုတော့ကျမတို့ဒီဒူဘိုင်းဟော ပိုလန်က agency ကနေပြီးတော့ဒီစိတ်ယုံနေ company တွေနဲ့အားလုံးကို ချိတ်ဆက်ထားတယ်ချိတ်ဆက်ထားပြီးတော့မှသူတို့စီမှာရောက်လာတဲ့အလုပ်အကင်တွေကိုကျမတို့ဒူဘိုင်းက agency ကိုလှမ်းပို့ပြီးတော့မှခေါ်တာဆိုတော့အခါကျတော့ဒီပိုလန်က agency ကနေပြီးတဲ့အခါကျတော့ သူတို့စီမှာ job vacancy ရှိပြီဆိုရင်ကျမတို့လှမ်းပို့တယ်ဥပမာ truck driver လေးဦးလိုတယ် chef လေးဦးလိုတယ်အာပြီးရင်ဟို farm အလုပ်သမားလေးဦးလိုတယ်တိုထက်12ဦးလိုတယ်ပြီးလို့ရှိရင်တခါတည်း job requirements ပါတခါတည်းပို့လိုက်တာအဲ့ဒီလူတယောက်မှာဘာအရေးရှင်းရှိရမလဲဘယ်နိုင်ငံမှာဘယ်နှစ်နှစ်ကားမောင်းဖူးရမလဲဘယ်နိုင်ငံမှာဘယ်နှစ်နှစ်ဟိရှက်ဖူးရမလဲဆိုတော့ဒီ experience နဲ့ပတ်သက်ပြီးတော့ခေါ်တာဒါပေမဲ့ farm အလုပ်တွေကတော့ non experience ပေါ့နော် မခက်ဘူးပေါ့နော်အဲ့တော့ကျမတို့ဒီသွားတဲ့ step by step မှာဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီ job requirements နဲ့လူအားလုံးကိုရပြီဆိုတာနဲ့ကျမတို့စီမှာလာတင်ထားတဲ့လူတွေအားလုံးကိုကျမက CV founding ကို check လုပ်ရတယ် check လုပ်ပြီးတဲ့အခါကျတော့မှသူတို့ခေါ်တဲ့အရေးရှင်နဲ့ကိုက်ညီပြီးဆိုရင်ကျမတို့ကလှမ်းပြီးဆက်သွယ်တယ်သူတို့အလုတ်လတ်အပ်ထားတဲ့အချိန်မှာကျမတို့ငွေတစ်ချက်မှယူပိုင်မှုမရှိဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ CV founding နဲ့ကျမတို့ကအလုတ်ရှာပေးရအောင်မှာ ဆိုတော့ جماعه ကအဲ့ဒီ جماعه တို့ဒီရုံးမှာ ရောက်နေတဲ့ CV founding အားလုံးကို جماعه တို့စစ်တယ်စစ်တဲ့အခါကျတော့မှကိုက်ညီတဲ့ဟို experience နဲ့ရှိတဲ့လူတွေအားလုံးကို جماعه တို့ပို့လံဘက်ကိုပြန်ပို့တယ်ပို့ရင်လည်း YoYo CV founder ပို့လို့မရဘူးပို့လံဘက်ကပို့ထားတဲ့ format CV form ဆိုတာရှိတယ်အဲ့ဒီ format CV form အဲ့ဒီ format CV form ကနေပြီးတဲ့အခါကျတော့မှအဲ့ဒီတိုင် جماعه တို့ကရေးပေးရတာ ကျမတို့ရေးပေးပြီးတဲ့အခါကျတော့မှကျမတို့ပြန်ပို့တယ်။ဒါပေမဲ့ကျမတို့ CV form ကြီးတောင်မယူဘူးနော်။ကျမတို့ CV form ကြီးတောင်မယူဘဲနဲ့တိုင်မဲ့ပြန်ပို့တာ။ပို့ပြီးတော့မှ Poland Agency ကအားလုံးကိုစစ်တဲ့သူတို့လူချင်းနဲ့အာတမန်ချက်တွေအားလုံးကိုရပြီဆိုလို့ရှိရင်သူက အလုပ်ရှင်ဘက်ကိုပို့လိုက်တယ်။ company ပိုင်ရှင်ဘက်ကိုပို့လိုက်တယ်။ company ပိုင်ရှင်က okay ကြိုက်ပြီဆိုပြီးတဲ့အခါကျတော့မှ interview ဆိုပြီးတဲ့အခါကျတော့မှ interview shortlist ဆိုပြီးတဲ့အခါကျတော့ကျမတို့ကိုပြန်ပို့တယ်။ ပြန်ဖို့တဲ့အချိန်မှာကျမတို့ကအဲ့ဒီလူတွေကိုလှမ်းပြီးတော့အကြောင်းကြားရတယ်အင်တာဗျူးထဲမှာပါတယ် Zoom နဲ့အင်တာဗျူးမယ်အာဆိုပြီးတဲ့အခါကျတော့ကျမတို့ကသတင်းအချက်လက်ပြန်ဖို့ပေးရတယ်အဲ့မှာအင်တာဗျူး date တွေပါတယ်အရေးအကုန်လုံး arrangement လုပ်ပြီးပြီဆိုလို့ရှိရင်အင်တာဗျူးပြီးအေးအဲ့ဒီအင်တာဗျူးမှာ pass ဖြစ်ပြီးဆိုတဲ့သူကိုပဲကျမတို့က agency fee ယူလို့ရတာအဲ့ဒီအခါကျတော့ agency fee အနေနဲ့ကျမတို့၄ရက်ခွဲသွင်းရတယ်ကျမတို့စီမှာတော့1000 2000လား1400 AED လားမသိဘူးကျမတို့ euro နဲ့ပြန်တွက်တဲ့အခါအဲ့လောက်ကြတယ်အဲဆိုတော့ကျမတို့1400 AED ယူတယ်ဒေါ်လာမဟုတ်ဘူးအဲ euro မဟုတ်ဘူးเนาะ1400 AED အဲတက် AED ကို3.68အာမဟုတ်ဘူး1ဒေါ်လာကို3.68ဟမ်ရှိတယ်ဆိုတော့ကျမတို့1400 AED မှာကျမတို့ interview pass ဖြစ်ပြီဆိုရင်ပထမတစ်ရက်ခွဲရတယ် ်ခွဲပြီးတော့တွင်းရတယ် interview pass ဖြစ်ပြီးဆိုတာနဲ့ပထမရက်အတွင်းအဲဒါပြီးလို့ရှိရင်ကျမတို့ကိုဒီဘက်က um um အုံနာဘက်ကနေပြီးတော့မှ offer letter ပို့ပြီးဒီ offer letter ထဲမှာဘာတွေပါလဲဆိုတော့အလုပ်ချိန်တွေလစာတွေဘာညာသတ္တကတွေအားလုံးပါတယ်အဲရေးထားတဲ့ offer letter ကိုဒီဘက်က um အလုရှာတဲ့သူကိုကျမတို့ကပေးရတယ်ပေးပြီးရင်သူလဲဆိုင်နှစ်ဦးနှစ်ဖက်ဆိုင်ပြီးပြီဆိုရင်ကျမတို့ဒုတိယအရေးငွေသွင်းရတယ် ပါနော်โอเคဒီလိုမျိုးဆိုင်းပြီးပြီဆိုလို့ရှင် အလုပ်ရှင်ဘက်ကနေပြီးတော့ work permit ကိုအဲရှောက်ပေးတယ်ပေါ့နော် work permit ရှောက်တဲ့အချိန်မှာကျမတို့ work permit ကြပြီဆိုလို့ရှင်တို့ work permit မကြခင် work permit ရှောက်တဲ့အချိန်မှာကျမတို့တရက်သွင်းခိုင်းတယ်အဲ work permit ကြပြီဆိုလို့ရှင်တို့ရဲ့ visa ပေါ့ visa ကြေးတွေဘာတွေအားလုံးကတို့ဘာသာတို့လောက်ရတယ်ပြီးလို့ရှင်လေရင်လက်မှတ်ကြေးတွေဘာတွေအားလုံးကလည်းတို့ပဲပေးရတယ် ဆိုတော့အဲ့ဒါသူတို့ရဲ့ကုန်ကြစိတ်နဲ့သူတို့အားလုံးသူတို့ဘက်ကသူတို့သွားဘောနော်ဆိုတော့အဲ့မှာဗီဇာကြပြီးပြီဆိုတော့မှတရည်ကိုကျမတို့ကသွင်းရတယ်တကယ်လို့ဗီဇာမကြခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီနောက်ဆုံးအရေးကသွင်းစရာမလိုဘူးကျမတို့ agency မှာအဲ့လိုမျိုးလုပ်တာဒါပေမဲ့နောက်ဆုံးကျတော့ဗာများလဲဆိုတော့ဗီဇာကြတဲ့သူများတယ်တကယ်ဗီဇာပိုလန်ဗီဇာကြတဲ့သူများတယ်ဆိုတော့အာမြန်မာ nationality ကကြတဲ့လူတော်လေးများတယ်အာပြီးတော့ကျမတို့ ညာဆိုလို့ရှင်ဖိလီပီနိုတွေဖိလီပီနိုတွေကတော်တော်လေးမြန်တယ် chef ရယ်ပြီးလို့ရှင်ဒီ hospitality ရယ် driver ရယ်ဒီဖိလီပီနိုတွေရယ်ပါကစ္စတန်တွေရယ်သွားတယ် truck ကကြတော့ပါကစ္စတန်တွေသွားတာများတယ်ကျွန်တော်တို့စီကအဲ့လိုမျိုးတွေပို့ပေးတယ်အယောက်၁၀ယောက်လောက်ကို interview ဖြေမှတယောက်လောက်တောင် pass ဖြစ်တာရှားတယ်ဒါကြောင့်မို့လို့ risk အရမ်းများတယ်ဟိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်ပြီးတော့မလုပ်တော့တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါ အဲ့တော့အခုကအမ်ငွေတွေဂျိုတောင်းတဲ့ agent တွေရှိရဆိုလို့ရှိရင်ကိုယ့်ဘာသာကိုစဉ်းစားကြည့်ပါတော့။ဘာကြောင့်ငွေတွေဂျိုတောင်းနေတာလဲ။ဘာလို့ငွေတွေဂျိုသွင်းရမှာလဲဆိုပြီးတဲ့အခါကျတော့အဲကျမကတော့တခြားသူတွေကိုပုတ်ခတ်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့လုပ်ခဲ့တော့က process ရဲ့တွားတဲ့လာတဲ့ဟိုဘယ်လိုပြောရမလဲ။ လုံပုံလုံနည်းတွေကဒီလိုမျိုးရှိတယ်ဆိုတာကိုကျမက sharing ပြန်လုပ်ပေးတာပါအဲဒါကြောင့်မို့လို့ကိုယ့်ကိုခေါ်တဲ့ agency ဆိုလို့ရှိရင်လည်းသူတို့ဒီဘယ်လိုမျိုးအလုပ်တွေလုပ်နေလဲဆိုတာကိုယ့်ဘာသာကိုသိချာစစ်ပါကျမက agent မဟုတ်ပါဘူးကျမရဲ့ travel center ကလည်းအခုအဲ့ဒီအလုပ်တွေမလုပ်တော့ပါဘူးဆိုတော့ကျမအကြံဉာဏ်တွေကတော့ share ပေးနိုင်ပါတယ်အမ် လေရင်ခံရမဲ့နီးလန်းတွေမဖြစ်အောင်ကျွန်မရှယ်ပေးနိုင်ပါတယ်ရှင်။အဲ့တော့ကျွန်မရဲ့ TikTok account ကို follow လုပ်ထားပါကျွန်မဒီ step by step အနေနဲ့နောက်ထပ် preparation တွေအလုပ်တွေဘယ်လိုရှာရမလဲ။ဟောနော်ကျွန်မအားလုံးကိုအာတင်ပေးပါမယ်။ part 4 video ကိုကျွန်မမကြခင်တင်ပေးပါမယ်နော်။